နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်ဆောင်းပါးလေးကတော့ AWD website မှာစစ်ကောင်စီတစ္ဆာခံအမျိုးသမီး၉ဦးအကြောင်းပဲဖြစ်ပါတယ်ရှင်စစ်ကောင်စီတစ္ဆာခံအမျိုးသမီး၉ဦးအာနာသိစစ်ကောင်စီ၏အုပ်ချုပ်ရေးရန်တရားကိုအမျိုးသားများကသာအဓိကလည်ပတ်နေတော်လဲလက်တဆုပ်ဆာသော အမျိုးသမီးများသည်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှ၏အာနာရှုတ်ကန်ရေးအထုံးမှုများကိုကူညီထောက်ပံ့နေကြသည် ရှင်အမျိုးသမီးဒေါ်ဒွဲဘူးသည်စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွင်အဖွဲ့ဝင်ဖြစ်ပြီးရခိုင်အမျိုးသမီးတအူးဖြစ်သူဒေါ်အင်းနုစိန်သည်စစ်ကောင်စီ၏ဗဟိုအကြံပေးအဖွဲ့ဝင်ဖြစ်သည်စစ်ကောင်စီကိုအကြံပေးသည့်အမျိုးသမီးအကြံပေးများတွင်မြန်မာပထမဆုံးအာဏာရှင်ဦးနစ်ဝင်း၏ရွှေမဟောင်းဒေါ်ရင်ရင်နွယ်ဦးနစ်ဝင်းကိုတစ္ဆာခံသည့်သမ္မတဟောင်းဒေါက်တာမောင်မောင်၏သမီးဒေါ်ရင်ရင်ဦးနစ် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင်စစ်ကောင်စီကိုကိုစားပြုသည့်ဒေါခင်ဦးလိုင်တို့ပါဝင်သည်စစ်ကောင်စီသည် ဝင်ကြီးအဖွဲ့တွင် ဥပဒေရေးရာဝင်ကြီးနှင့် ရှေ့နေချုပ်ဒေါ်တီတာဦးရင်ကျေးမှုဒုဝင်ကြီးဒေါ်နူးမြဆန်နှင့်ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်တန်းတန်းဆွေတို့သည် လူတီများသူများဖြစ်သည်မကြသေးခင်ကအထေဒေါ်တသက်ခိုင်သည်စစ်ကောင်စီခန့်ဟိုတယ်နှင့်ခီးသွွားလုပ်ငန်းဝင်ကြီးဖြစ်သည် သို့သောဖေဗူအာရီလကယာဒူအပြောင်းအလဲလုပ်သောအခါဖေရှားခံရသည် ရခင်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏တကုံမျိုးနယ်ကိုစားပြုလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး2020အထွေထွေရွေးကောက်ပွဲကိုရှင်ပြရန်ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးကိုထူထောင်ခဲ့သည်2021အာဏာသိမ်းမှုနောက်ပိုင်းတွင် သူသည်စစ်ကောင်စီတွင်ဝင်ကြီးရာထူးရသည်ယခုအခါဒေါ်သက်သက်ခိုင်သည် ပြည်သုံးလုံးပါတီဥက္ကဋ္ဌအဖြစ်စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲတွင် ပါဝင်ရန်တကြွစာပြင်ဆင်နေသည်စစ်ကောင်စီတစ္ဆာခံဒေါ်တန်တန်းဆွေအသက်58နှစ်ရှိပြီဖြစ်သောမြန်မာဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်တန်တန်းဆွေသည်စစ်ကောင်စီ၏ဗန္နာရေးကို စီမံရာတွင် အရေးပါသောအခမ်းအမပါဝင်သည်2021တွင်စစ်ကောင်စီအာဏာသိမ်းစဉ်က သူသည်ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီးနောက်၄ရက်ကြာသောအခါ ူကိုဗဟိုဗန်ဒုတိယဥက္ကဋ္ဌရာသူတို့တိုးပေးသည်2022ကရန်ကုန်ရှိသူ၏နေအိမ်တွင်လောက်ကျန်ခံရခြင်းမှမသေးဘဲလွမြောက်လာပြီးနောက်သူ၏တစ္ဆာခံမှုစုလက်အဖြစ်ဗဟိုဗန်ဥက္ကဋ္ဌရာသူပေးခဲ့သည် စစ်ကောင်စီ၏ဘန္နာစီမံခန့်ခွဲမှုအလွဲများ၏အကျိုးဆက်များကိုမြန်မာပြည်သူများနေ့စဉ်ခန်းဆားနေရခြင်းတွင်ဒေါ်တန်းတန်းဆွေ၏ဗဟိုဗန်သည်စစ်ကောင်စီအသက်ရှူရှောင်စေရန်ရင်ဆိုင်နေရသည့်ငွေမှာ အကြက်အတဲတက်တာစေရေကန့်တက်ချက်အမျိုးမျိုးရှာမှတ်သည်ထိုကန့်တက်ချက်များတွင်နိုင်ငံသားများကိုအမေရိကန်ဒေါ်လာများကင်ဆောင်ခွင့်ပိတ်ပင်ခြင်းနှင့်ပြင်ပဈေးထက်လွန်စွာနေသည့်တရားဝင်သတ်မှတ်စည်းနှုန်းဖြင့်ဒေါ်လာနှစ်ကျပ်မလဲမနေရငွေလဲစေခြင်းပါဝင်သည်စစ်ကောင်စီ၏နိုင်ငံသားငွေအကြက်အတဲကိုဖြည့်ချရန် သူသည် တရုတ်အိန္ဒိယနှင့်ရုရှားတို့ကို ကုန်သွယ်ရာတွင်ကျပ်နှစ်ယွမ်ရူပီရူဘယ်တို့ဖြင့် ဓာတ်ရိုက်ငွေပေးရှင်စနစ်ကဲ့သို့သောဗန္နာရေးအစီအမံများကိုဦးဆောင်သည်အနာသိမိနောက်တွင်ဒေါ်တန်တန်းဆွေသည်စစ်ကောင်စီကိုအခိုင်အမာတစ္ဆာခံယုံတာမကစစ်ကောင်စီဆက်လက်ရည်တည်ရေးအတွက်လည်းအရေးပါသည်တအူးတဲသောအမျိုးသမီးဝင်ကြီးရှေ့နေကျုပ်ဒေါ်တီတာဦး လက်ရှိအရှိန်တွေရှေ့နေကြုံနဲ့စစ်ကောင်စီတွေဝင်ကြီးဌာနကင်တွေရသည့်တဦးတည်းသောအမျိုးသမီးအဖြစ်ဒေါ်တီတာဦးသည်စစ်ကောင်စီကိုဥပဒေအထောက်အကူပေးရာတွင်အဓိကခံမှပါဝင်သည်သူသည်2021တွင်အာနာသိမ်းပြီးနောက်စစ်ကောင်စီချမှတ်ထားသည့်ကနဦးတနှစ်တက်တန်းကုံဆုံးပြီးနောက်စစ်အုပ်ချုပ်ရေးအကြံကြိမ်တက်တန်းတို့ရဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များကိုလိုတလိုဖွင့်ဆိုရတွင်အရေးပါသောအခမ်းအနားပါဝင်သည် ဒေါ်တီတာဦးသည်အတင်းအကျပ်စစ်သားစုဆောင်သည့်စစ်မှုထမ်းဥပဒေအပါအဝဲဖိနှိပ်သောဥပဒေများရေးဆွဲခြင်းပြင်ဆင်ခြင်းတွင်အရေးပါသောတာဝန်များထမ်းဆောင်သောကြောင့်မင်းအောင်လှိုင်နှင့်အနီးကပ်အလုံးလုံးရသည့်သဘောဖြစ်သည်အနာသိမိနာစစ်ကောင်စီတွင် သူထမ်းဆောင်သည့်ယာရုနှစ်ခုသည်မင်းအောင်လှိုင်ကသူ့အပေါ်ယုံကြည်မှုကို ထင်ဟပ်နေသည်သူသည်တရုတ်နှင့်ရုရှားအပါအဝင်မဟာမိတ်များနှင့် အစီအဝေးများဖိုရမ်များတွင်စစ်ကောင်စီကိုမကြာခဏကူစားပြုသည် ေါ်တီတာဦးသည်စစ်တပ်ကိုထောက်ခံသူစစ်ကောင်စီဝင်ကြီးဦးကိုကိုလှိုင်နှင့်အတူနယ်သာလန်နိုင်ငံတဟိတ်မှအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC တွင်လည်းစစ်ကောင်စီကိုယ်စားလှယ်အဖြစ်ကြားနာမှုများကိုတက်ရောက်သောကြောင့်စစ်ကောင်စီအတွင်အဓိကခေါင်းဆောင်အဖြစ်သူ၏အခန်းကဏ္ဍကိုမိမောင်းထိုးပြနေသည် ဒေါ်တီတာဦးသည်စစ်ကောင်စီမဟာမိတ်များဖြစ်သည့်တရုတ်ရုရှားဘယ်လာရုတို့နှင့်စီးပွားရေးသဘောတူညီချက်များညှိနှိုင်းခြင်းနှင့်နားလည်မှုစာရှင်လွှာများလက်မှတ်ရေးထိုးရာတွင်လည်းပါဝင်ပတ်သက်သည်သူ၏ဥပဒေကြမ်းကျင်မှုသည်ထိုသဘောတူစာချုပ်များအစီအမည်ရှင်းပွေစေရေးအတွက်အရေးပါပြီးစစ်ကောင်စီတွင် အရေးပါဆုံးဝန်ထမ်းများအနက်တဦးဖြစ်စေသည်မင်းအောင်လာဤအကြံပေးဒေါ်ရင်ရင်ွယ်ဒေါ်ရင်ရင်ဦးနှင့်ဒေါက်ခင်ဦးလာ ာနာသိမိနာမင်းရောက်လိုက်သည်အမျိုးသမီး၃ဦးဖြစ်သောဒေါ်ရည်ရည်နွယ်ဒေါ်ရည်ရည်ဦးနှင့်ဒေါ်ခင်ဦးလိုက်တို့ပါဝင်သည့်အကြံပေးအဖွဲ့ဖွဲ့သည်၎င်းတို့အနက်အသက်83နှစ်ရှိပြီဖြစ်သောဒေါ်ရည်ရည်နွယ်သည်စစ်ကောင်စီကိုထောက်ခံကြောင်းလူသိရှင်ကြားအပြောဆုံးသူဖြစ်သည် သူသည်အရက်သားအမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် NUGE ပါလီမန်ဖြစ်သောပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH လက်နက်ကင်တပ်ဖွဲ့ဖြစ်သောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF သည်တာလီဘန်များနှင့်တူသည်ဟုဝါဒပြသတင်းဌာနများတွင်ဆွဆွဲသည်၂021အာနာသိမ်းမှုနောက်ပိုင်းတွင်ဒေါ်ရဲရဲနယ်သည် အာနာဖီဆန်ရေးလူမှုလှုပ်ရှားမှု CDN တွင် ပါဝင်သည့်ကျောင်းဆရာဆရာမများနှင့်ကျန်းမာရေးလှုပ်သားများကိုဝေဖန်ပြီးထိုလှုပ်ရှားမှုတွင်မပါဝင်သူများအားရှိကျသည့်ဆောင်းပါးများစွာကိုစစ်ကောင်စီထိန်းချုပ်တည်င်းစာများအတွက်ရေးသားသည် ထို့ပြင်သူသည်စစ်ကောင်စီကိုထောက်ခံသည့် post အများအပြားကိုလည်းလူမှုကွန်ရက်တွင်ရေးသားပြီးတော်လှန်ရေးအင်အားစုများနှင့်စစ်ကောင်စီကိုစန့်ကျင်သူလူပုဂ္ဂိုလ်များကိုရှုံချသည်ဦးသိန်းစိန်ရက်သားအစိုးရအတူတွင်ပညာရေးအကြံပေးအရာချီချုပ်ဖြစ်သည့်ဒေါ်ရည်ရည်နွယ်သည်ရှေးရိုးစင်လာကုစားပေးတစ်ဖြစ်သည်ဟုလူသိများသည်ပညာအရာဘူမိပေရာပညာရှင်ဖြစ်သောသူသည် ကုလသမဂ္ဂယူနီဆက်တွင်1997မှ2011အထိအလုပ်လုပ်ကင်ခဲ့သည် 2012တွင်ရခိုင်ပြည်နယ်လူမှုအသိုက်အဝန်းများကြားပြည်ပခစုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်ထိုနှစ်ဩဂုတ်လတွင်ဒေါ်ရရနယ်ခန့်အပ်ခံရသည်သူသည်ကုလသမဂ္ဂအေဂျင်စီတစ်ခုတွင်ဆယ်စုနှစ်နှစ်ရှည်လုပ်ကိုင်ခဲ့သောကြောင့်ကမ္ဘာအဖွဲ့အစည်းများနှင့်မြည်တိုးထီထွေဆက်ဆံရမည်နှင့်ပတ်သက်ပြီးစစ်ကောင်စီကောင်းဆောင်ကိုအခါအားလျော်စွာအကြံပေးသည့်ဟုယူဆနိုင်စရာရှိသည်။ဒေါ်ရင်ရင်ဦးသည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင်ဆယ်စုနှစ်များစွာလုပ်ကိုင်ခဲ့ပြီးနိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍စစ်ကောင်းဆောင်ကိုအကြံပေးသည်။သူသည် NLD အစိုးရအာဏာမရမီ2016တွင်ဒုတိယညွန်ကြားရေးမှူးချုပ်အဖြစ်အနားယူခဲ့သည်။အာဏာရှင်ဟောင်းနေဝင်း၏ဘဝအကြောင်းဘုံတော်ပွဲရေးသားပြီး1988တနိုင်ငံလုံးအောင်ကြွားမှုအပြီးတမရဖြစ်လာသည့်ကွယ်လွန်သူဒေါက်တာမောင်မောင်၏တမီးဖြစ်သည်။ စစ်ကောင်စီ၏အစားအကြံပေးတဦးဖြစ်သူဒေါခင်ဦးလိုင်သည် နိုင်ငံတကာရာဇဝတ်မှုဥပဒေကျွမ်းကျင်သူဖြစ်သည်ဟုသိကြသည်သူသည် ICJ ၌ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုတွင် ခုခံရှေ့ပါရန်တာဝန်ပေးထားသည့်ဥပဒေအဖွဲ့အတွင်ရေးမှုလည်းဖြစ်သည်တဦးတည်းသောစစ်ကောင်စီဝင် အမျိုးသမီးဒေါ်တွဲဘူးအသက်63နှစ်အရွယ်ကရှင်နိုင်ငံရေးသမားဒေါ်တွဲဘူးသည်မြောက်နိုင်ကောင်းဆောင်ပြီးအဖွဲ့ဝင်ဆက်ရှောက်ဦးပါသည့်စစ်ကောင်စီတွင်တဦးတည်းသောအမျိုးသမီးဖြစ်သည် ူသည်ကရှင်ပြည်နယ်ပြည်သူ့ပါတီ KSPB တွင်ဒုဥက္ကဋ္ဌဖြစ်ပြီးဦးသိန်းစိတ်အစိုးရခေတ်ကလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်တရားရုံးချုပ်ရှေ့နေဟောင်းတဦးဖြစ်သောဒေါ်တွဲဘူးသည်2008ဖွဲ့စည်းပုံရေးဆွဲရန်ရခင်စစ်အုပ်စုကကျင်းပသည့်အမျိုးသားညီလာခံတွင်ပါဝင်ခဲ့သည်2023ဖေဖော်ဝါရီလတွင်စစ်ကောင်စီကစစ်အုပ်ချုပ်ရေးတပ်တန်းတို့ပြီးမကြမီဒေါ်တွဲဘူးကိုကရှင်လူမျိုးစုကိုစားပြုကိုစလဲဟုဆိုကစစ်ကောင်စီတွင်ခတ်အပ်သည် လက်ရှိအချိန်ထိနှစ်နှစ်သက်တမ်းရှိသည့်သူ၏ယာရုသက်တမ်းအတွင် တာဝန်များတွင် အရှိကအားဖြင့်နေပြည်တော်မှအာခစားအခမ်းအနားများတက်ရောက်စုရှိမြင့်ခြင်းပါဝင်သည်သူသည် စစ်ကောင်စီ၏အစီအစဉ်များကိုအားပေးရနှင့်လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ရန်အတွက်ကရှင်ပြည်နယ်မှပညာရေး၊စီးပွားရေး၊ဘာသာရေးကောင်းဆောင်များနှင့်လည်းအခါအားလျော်စွာတွေ့ဆုံသည်စစ်ကောင်စီဗဟိုအကြံပေးအဖွဲ့မှတဦးတည်းသောအမျိုးသမီးဒေါ်အေးနုစိန် 2021အာနာသိမ့်မှုအပြီးတွင်ဒေါ်အေးနုစိန်ကိုစစ်ကောင်စီတွင်ခန့်သည်ထို့နောက်2023တွင် အသစ်ဖွဲ့စည်းလိုက်သည့်ဗဟိုအကြံပေးအဖွဲ့သို့အခြားစစ်ကောင်စီဝင်များနှင့်အတူပို့ဆောင်ခံရသည် ထို့အဖွဲ့ပေါ်ပေါက်လာသည်မှာနှစ်နှစ်ကြာပြီဖြစ်တော်လဲနေပြည်တော်တွင် ရုံးခန်းမရှိသေးပေရခိုင်အမျိုးသားပါတီ ANB ပြောခွင့်ရသူဒေါ်အေးနုစိန်ကသူသည်ရခိုင်ပြည်သူများ၏အကျိုးစီးပွားကိုထမ်းဆောင်ရန်စစ်ကောင်စီတွင်ပါဝင်သည်ဟုပြောသည် သူ၏တရားဝင်အခန်းကဏ္ဍရှိတော်လဲဥယောပတမကပိတ်ဆို့အရေးယူခံရသည့်ထိုအမျိုးသမီးသည်မြည်သည့်လောက်ပိုင်ခွင့်မှမရှိဘဲစစ်ကောင်စီ၏ရုပ်သေးရုပ်ဖြစ်သည်ဟုသတ်မှတ်ခံရသည်နေပြည်တော်တွင်စစ်ကောင်စီကပေးသည့်နေရာထိုင်ခင်းနှင့်လစာယူပြီးကျေနပ်နေသည်မင်းအောင်လိုင်ကို ပုံပြောပြသူရင်ကျိမှုဒုတိယဝန်ကြီးဒေါ်နူးမြဆန်မင်းအောင်လိုင်သည်သူ့ကိုယ်သူဘရင်အဖြစ်သတ်မှတ်လို့ဒီမှာမြန်မာတွင် လူတိုင်းသိသည် ာနာသိမ့်ပြီးနောက်သူ့ကိုယ်သူဘာသာတရားကိုင်ဆိုင်သည့်နိုင်ငံကောင်းဆောင်ဖြစ်ကြောင်းပုံဖော်ရန်အရာရာလှုပ်ဆောင်ပြီးကမ္ဘာအကြီးမားဆုံးထိုင်တော်မူဗုဒ္ဓရုပ်ဝါတော်ထုလုပ်ရှင်ဖျားများကိုထီတင်ခြင်းစင်ပြူတော်ပေါ်ကြောင်းကျင်ညာခြင်းကြီးမားသောဗဒံများကြီးတူးဖော်တွေ့ရှိခြင်းစားသည့်ရိုးရာအစဉ်အလာဘရင်လုပ်ငန်းဆောင်တာများကိုလှုပ်သည် ရုရှားသမ္မတပူတင်နှင့်မင်းအောင်လှိုင်မကြသိမ်းမီကတွေ့ဆုံခြင်းအပါအဝင် သူ၏လောက်ရတိုင်းကခေတ္တဗမာဘရင်အဖြစ်သူ့ကိုယ်သူပုံဖော်ရန်စိတ်ဖိစီးနေကြောင်းပြသနေသည်ထို့အရှိန်အနေတွင်ရခိုင်လူမျိုးဖြစ်သောရင်ကျိမှုဒုတိယဝန်ကြီးဒေါ်နူးမြဆန်သည်ရှေဟောင်းမျိုးများနန်းတော်များကျုံများနှင့်ရခင်ပရင်များကိုးကွယ်သည့်ဖျားများဤသမိုင်းကို ရှင်းပြသည့်အခမ်းမှာပါဝင်ရသည် ်ထိုခီးစဉ်များအတွင်ဒေါ်နူးမြဆန်ကိုမင်းအောင်လာ၏ဇနီးဒေါ်ကျူကျူလှနှင့်အတူတွေ့ရသည်ရှိခဲ့ပရင်များ၏ကြီးကျယ်ခမ်းနားမှုတော်ဝင်နန်းတော်များ၏ခမ်းနားမှုမြို့ရိုး၏ခိုင်မာမှုခံကတော်များကိုစနစ်တကျတည်ဆောက်မှုနှင့်ပတ်သက်သည့်သူ၏အသေးစိတ်တင်ပြချက်များသည်ဘရင်ယူမရောက်လိုက်အတွက်စိတ်ကျဉ်နေစရာဖြစ်စေပုံရသည်ဒေါ်အင်းနုစိန်နှင့်ဒေါ်နုမြဆန်ကဲ့သို့သောရခိုင်ကောင်းဆောင်များကိုမရောက်လိုက်ခမ်းအမှုသည် မခိုင်လူမှုအတိုင်အဝန်များကိုစီယုံဆွဲဆောင်ရန်ကြိုးစားမှုအဖြစ်မြင်ကြသည်2023တွင်မခိုင်ပြည်နယ်မြို့တော်စစ်တွေမှကလတန်မြေကျောင်းစီမံကိန်းကိုတွားရောက်စစ်ဆေးသည့်ခီးစဉ်အတွင်ဒေါ်နူးမြဆန်ကိုသူ၏ဘေးတွင်ထပ်တွေ့ရသည်ခင်မိုးနှင့်လုံဝလိုက်ဖက်သော ရာဇဝတ်ကောင်ဒေါ်ကျူကျူလှဆရာနာသိမ့်ပြီးနောက်လင်းနစ်ကျော်အတွင် မြမပြည်သူများဤဘဝများဖယိုးဖယဲဖြစ်နေစေဒေါ်ကျူဂျူလာသည်မင်းအောင်လိုင်းနှင့် အနီးကပ်ဆုံးအဖော်အဖြစ်အရေးပါသောအခမ်းကဏ္ဍမှပါဝင်ပြီးသူ၏လောက်ရများကိုမိသားစုတွင်မှ မနာမနေထောက်ခံအားပေးသည်မြမစာကတိကဟောင်းဖြစ်ပြီးစစ်ကောင်းဆောင်ထက်နှစ်နှစ်ကြီးသောဒေါ်ကျူဂျူလာသည်မင်းအောင်လိုင်းခီးစဉ်အများစုတွင်အတူလိုက်ပါပြီးဧည့်သည်တော်မှတ်တမ်းများတွင် သူရေးသားသည့်များကို အသေးစိတ်ကြည်ကြက်သည် သူသည်စစ်တကတော်မဂဇင်းများတွင် တီရီပြေစုံမီကလောင်အမည်ဖြင့်ကြပြများပါဝင်ရေးသားပြီးစစ်တပ်ကိုအမွန်တင်ကာဘိုလောင်းများကိုရှီကျူသည်အနာသိမ့်ပြီးနောက်သူတို့၏တာသမီများဖြစ်သည့်အောင်ပြေဆောင်နှင့်ခင်တီရီတမွန်သည်ဖခင်၏အာနာကိုအတုံးချပြီး၎င်းတို့၏စီးပွားရေးအင်ပါယာကိုရှဲထွင်ကြသည် ၎င်းတို့၏လုပ်ငန်းများတွင်စစ်တပ်နှင့်ပတ်သက်သည့်စမှုလုပ်ငန်းများ၊ကျမရေးဆောက်ရှောက်မှု၊ဆောက်လုပ်ရေး၊ဟိုတယ်လုပ်ငန်းများနှင့်မကြသိမီကဖခင်ဖြစ်သူအားပေးနေသည့်လျှက်စစ်မော်တော်ယာဉ်နှင့်ဆိုလာစီမံကိန်းများအထည်ပါဝင်သည်။ထိုလုပ်ငန်းများသည်၎င်းတို့ကိုမြန်မာမှထိုက်တန်းခရိုနီမီတာစုဝင်များတွင်ပါဝင်သွားစေသည်။ မင်းအောင်လိုင်ကသူ၏စစ်တာဝန်များကြောင့်မိသားစုနှင့်အရှိန်များများမနေနိုင်ပဲမိသားစုကိစ္စစီစဉ်ခြင်းနှင့်တာသမီများအမြေတောင်မြောက်ခြင်းကိစ္စကိုဒေါ်ကျူကျူလှထံလွှဲထားသည်ဟုရုရှားမီဒီယာတခုတို့ပြောသည်စစ်ကောင်စီအောက်၌နိုင်ငံသည်စင်ရဲတွင်းတွင်နင်းမြုပ်နေစဉ်ဒေါ်ကျူကျူလာသည်နိုင်ငံတကာအစိုးရတံမိုးအလွန်ကြီးသည့်ကုန်ပစ္စည်းအမှတ်တရစိတ်များနှိမ့်ဆိုင်မှုကိုကြွားဝါရာတွင်မဆက်ပေ အာနာသိပ်ပြီးနောက်သူသည်စုစုပေါင်းဒေါ်လာ2,905,000တန်သည့်လက်ကအိမ်များဖြင့်တွေ့ရသည်စစ်အာဏာရှင်ဟာဦးတန်းရွှေ၏ဇနီးဒေါ်ကြံကြံကဲ့သို့ပင်ဒေါ်ကျူကျူလာသည်စစ်တပ်ထိပ်တန်းကောင်းဆောင်အဖြစ်သူ့ကိုယ်သူတည်ဆောက်သည်မင်းအောင်လိုက်သည်မြန်မာနိုင်ငံ၏အစင်းမြင့်ဆုံးဂုံဒူးဆောင်ဘွဲများအနက်တစ်ခုဖြစ်သောအကမဟာတိရီတုသမသိန်ကီဘွဲကိုသူဇနီးအားပေးအပ်ပြီးစစ်ကောင်စီအတွက်ဒေါ်ကျူကျူလာအရေးပါကြောင်းအတိအမှတ်ပြုလိုက်သည် နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖတ်ပြပေးမယ့်ဆောင်းပါးလေးကတော့ BBC website မှာစစ်ကောင်းဆောင်ကိုဘသူတွေအကြံပေးနေလဲဆိုတဲ့ဆောင်းပါးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။စစ်ကောင်းဆောင်ကိုဘသူတွေအကြံပေးနေလဲ။ဘူဂျုံမူကြီးမင်းအောင်လိုင်းနဲ့သူ့ရဲ့အကြံပေးတွေအကြောင်းပြောရရင်2021စစ်အာဏာသိမ်းပွဲအကြောင်းရှင်းထားခဲ့လို့မရပါဘူး။ 2021စစ်အာဏာသိမ်းပွဲမှာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်မှုရှိမရှိအကြံပေးတွေစီကအကြံဉာဏ်ရယူခဲ့ပါတယ်။အာဏာသိမ်းပြီးနောက်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာအရေးကြီးကိစ္စတွေပေါ်ပေါက်လာတိုင်းသူ့ရဲ့အကြံပေးတွေကိုသမရအိမ်တော်ကိုဆင့်ခေါ်ပြီးအစည်းအဝေးထိုင်စေခဲ့တယ်လို့အိမ်တော်တည်ရင်းမြစ်တူကပြောပါတယ်။ဒါပေမဲ့စစ်ကောင်းဆောင်ရဲ့နေ့စဉ်ပုံမှန်ဆုံးဖြတ်ချက်တွေမှာတော့ စစ်ပတ်ရေးရလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးစီကသတင်းတွေကိုပဲပို့ပြီးအားကိုးတယ်လို့ BBC သတင်းရင်းမြစ်တွေကပြောပါတယ်ဗိုလ်ချုပ်မူကြီးမင်းရောင်လိုင်ရဲ့အကြံပေးတွေအာနာသိစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းရောင်လိုင်စီမှာအကြံပေးအဖွဲ၅ခုအထည်ရှိနေပြီးဓာတ်ရိုက်အကြံပေးရတဲ့အဖွဲတွေရှိတယ်လို့လူပုဂ္ဂိုလ်တအူးချင်းကိုအကြံပေးခံထားတာလည်းတွေ့ရပါတယ်စစ်ကောင်စီဥက္ကဋ္ဌအကြံပေးအဖွဲ့ စစ်ကောင်စီဥက္ကဋ္ဌရဲ့အကြံပေးပုဂ္ဂိုလ်စစ်ကောင်စီကိုအကြံပေးရတဲ့ဗဟုအကြံပေးအဖွဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အကြံပေးအဖွဲ့နဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တို့ဖြစ်ပါတယ်။ဒီအကြံပေးတွေထဲမှာစစ်ကောင်စီဥက္ကဋ္ဌရဲ့အကြံပေးပုဂ္ဂိုလ်ဗိုလ်ချုပ်ကြီးညိုစောနဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဗိုလ်ချုပ်ကြီးမိုးအောင်တို့ကလူပုဂ္ဂိုလ်တအူးချင်းကိုအကြံပေးခံထားတဲ့ယာရုပုံစံတွေဖြစ်ပါတယ်။ စစ်တပ်ရဲ့အရေးအကြီးဆုံးစီးပွားရေးတာဝန်ခံဖြစ်တဲ့မြမစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌဗိုလ်ချုပ်ကြီးညိုစောကစီးပွားရေးစိတ်ဝင်စားတဲ့စစ်ကောင်းဆောင်ရဲ့အနီးကပ်လူဖြစ်ပြီးစစ်ကောင်စီဝင်အဖြစ်ပါခန့်အပ်ခံထားရတာဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးမိုးအောင်ကစစ်ကောင်စီဥက္ကဋ္ဌရုံးအမတ်တရဲ့ဝင်ကြီးလည်းဖြစ်လို့ပြည်ထောင်စုအစိုးရအဖွဲ့တွေလည်းပါဝင်နေပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးရပြီကအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဟောင်းဖြစ်ပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌအကြံပေးအဖွဲ့ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတန်းထွန်းဦးကဦးဆောင်ပါတယ်။အငိမ့်စာဒုတိယဗိုလ်ချုပ်ကြီးတန်းထွန်းဦးနဲ့ဒုတိယဗိုလ်ချုပ်ကြီးလူအေးက လုံခြုံရေးနဲ့ပတ်သက်တဲ့အကြံဉာဏ်တွေကိုပေးရပါတယ်။ဒီအဖွဲ့မှာအယက်သားပညာရှင်တရှိုးပါဝင်ပြီးကွယ်လွန်သူဗိုလ်ချုပ်ကြီးနေဝင်းရဲ့ရွှေမဟောင်းဒေါက်တာရင်ရင်နွယ်တမရဟောင်းဒေါက်တာမောင်မောင်ရဲ့သမီးဒေါ်ရင်ရင်ဦးနဲ့ဖွဲ့စည်းပုံအရှိကံဥပဒေပညာရှင်ဒေါက်တာအင်ဒရူးတို့လည်းပါဝင်ပါတယ်။ စစ်ကောင်စီကဖွဲ့ထားတဲ့အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာတရားရင်ဆိုင်ခြင်းဆိုင်ရာဥဆောင်ကော်မတီတွဲပတ်အတွင်ရင်မှုဖြစ်တဲ့ဒေါခင်ဦးလိုင်ကလည်းစစ်ကောင်စီဥက္ကဋ္ဌအကြံပေးအဖွဲ့ဝင်ဖြစ်ပါတယ်။စီးပွားကူတန်းဝင်ကြီးဟောင်းဦးအောင်နိုင်ဦးကလည်းဝင်ကြီးရတို့ကနေအနာပေးခံပြရတဲ့နောက်ဒီအကြံပေးအဖွဲ့မှာပါဝင်လာပါတယ်။လက်ရှိရခိုင်ဝင်ကြီးချုပ်ဦးထိန်လင်းကဒီအကြံပေးအဖွဲ့ဝင်ဟောင်းဖြစ်ပါတယ်။ ဒီအကြံပေးတွေရဲ့နောက်ခံနဲ့ BBC သတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရကုလသမဂ္ဂနိုင်ငံတကာဆက်ဆံရေးအရေးယူပိတ်ဆို့မှုတွေနဲ့အပြည်ပြည်ဆိုင်ရာတရားရုံးဆိုင်ရာကိစ္စတွေကိုအကြံပေးနေကြရတာဖြစ်ပါတယ်။ဒေါ်ရင်ရင်ွယ်ကကုလမှာအကြာကြီးလုပ်ခဲ့တော့ကုလအပိုင်းကသူ့ပေါ်ဒေါက်တာမောင်မောင်တမီးကနိုင်ငံတကာဆက်ဆံရေးပိုင်းကိုတာဝန်ယူရတယ်လို့အကြံပေးအဖွဲ့နဲ့နှိဆက်သူတဦးကပြောပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပညာရှင်ဒေါက်တာအင်ဂျူးကတော့ အရှိန်ကံဥပဒေပိုင်ဆိုင်ရာကိုအကြံပေးရသူဖြစ်ပြီးဥအောင်နိုင်ဦးကစီးပွားရေးအတွက်အကြံပေးနေတယ်လို့အကြံပေးအဖွဲ့နဲ့နှိစက်သူကပြောပါတယ်။နောက်ထပ်တဖွဲ့ကတော့တက်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အကြံပေးအဖွဲ့ဖြစ်ပါတယ်။ဒီအဖွဲ့ကိုတော့အာဂတိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ဥက္ကဋ္ဌဦးစစ်အေးကဦးဆောင်ပါတယ်။တမရဦးသိန်းစိန်ရဲ့အကြံပေးဖြစ်ခဲ့တဲ့ဒေါခင်မျိုးမြင့်ဦးတန်းကျော်နဲ့ဦးညံထွန်းကလည်းတက်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြံပေးအဖွဲ့ဝင်တွေဖြစ်ပါတယ်။သူတို့အကြံပေးအဖွဲ့ကတမရအိမ်တော်မှာယုံထိုင်တာဖြစ်ပါတယ်။ဒီအကြံပေးတွေကတော့နိုင်ငံရေးယာဒူးတွေနဲ့ဝယ်ဒူးကုံဒူးတွေလည်းရှင်းမြင့်ခံရသူတွေဖြစ်ပြီးယာဒူးကအနာပေးလိုက်လို့အကြံပေးဖြစ်ရသူတွေလည်းရှိပါတယ်။ယုံမရှိတဲ့ဗဟုအကြံပေးတွေစစ်ကောင်စီဗဟုအကြံပေးအဖွဲ့ကတော့အနာပေးခံရတဲ့အယက်သားစစ်ကောင်စီဝင်တွေနဲ့ ပြီးခဲ့တဲ့2023ဖေဖော်ဝါရီတရက်ကဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ကိုစစ်ကောင်စီတိုင်းရင်းသားလူမျိုးများရေးရာဝင်ကြီးဟာဦးစောထွန်းအောင်မြင့်ကဦးဆောင်ပြီးအရက်သားစစ်ကောင်စီဝင်ဟောင်းတွေဖြစ်တဲ့ဦးခင်မောင်ဆွေဦးသိန်းညွန့်ဒေါက်တာပညာအောင်မုန်းနဲ့ဒေါ်အေးနုစိန်တို့ပါဝင်ပါတယ်။အနာပေးခံရတဲ့ဒီနိုင်ငံရေးသမားတွေဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြမ်းကိုဆွေးနွေးကြတဲ့အချိန်ကဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့သဘောထားကွဲလွဲခဲ့ကြတယ်လို့ကောက်စီဝင်တချို့စီကသိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကအနာပေးလိုက်တဲ့အရသာစစ်ကောင်စီဝင်ဥယံကျော်နဲ့ဥွှေကျင်းတို့လည်းအဲ့ဒီအဖွဲ့ကို ပြောင်းရွှေ့ခံရပါဗျ။ဗဟုအကြံပေးအဖွဲ့ကိုဖွဲ့တာနှစ်နှစ်ကြာခဲ့ပြီဖြစ်ပေမဲ့အခုချိန်ထိရုံးမရှိသေးဘူးလို့အကြံပေးအဖွဲ့တွေနဲ့နှိဆက်သူတွေကပြောပါဗျ။ ကြောင်ထိုးထားတဲ့သဘောဖြစ်နေတယ်လို့ဗဟိုအကြံပေးတဦးရဲ့မိတ်ဆွေတဦးကပြောပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့အဆိုရခဲ့1990ခုကနာဝတာကောင်စီဝင်ဗိုလ်ချုပ်တွေကိုအကြံပေးအဖွဲဖွဲ့ပြီးတက်နဲ့ဝေးကွာအောင်လုပ်ခဲ့တဲ့ပုံစံမျိုးကိုတောင်တတိယမိစေတယ်လို့သူကပြောပါတယ်။1990ခုမှာနိုင်ငံတော်ငြိမ်ဝှေ့ပြည်ပြမှုတိဆောက်ရေးအဖွဲ့ကိုနိုင်ငံတော်အေဂျင်တာယာယီနဲ့ဖွံ့ဖြိုးရေးကောင်စီလိုပြောင်းလဲဖွဲ့စည်းတုံးကတိုင်းမူဟောင်းဝင်ကြီးတွေဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ပါနဲ့ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်တို့ကိုနိုင်ငံတော်အကြံပေးအဖွဲ့ဝင်တွေအဖြစ်ခန့်အပ်ခဲ့ပြီးနောက်ပိုင်းမှာအနာပေးခဲ့တာဖြစ်ပါတယ်။ဘလို့အကြံဉာဏ်တွေရယူလဲစစ်ကောင်းဆောင်ဟာနိုင်ငံရေးလုံခြုံရေးဥပဒေစတဲ့ခန္ဓာတွေအတွက်အကြံပေးတွေခန့်အပ်ထားပြီးအရေးကြီးကိစ္စတွေကြုံတဲ့အခါလူကိုယ်တိုင်ခေါ်ယူတင်ပြစေတယ်လို့စစ်ရုံးထဲကတည်င်းရင်းမြစ်တွေထံကသိရပါဗျာ။ တခါတလေသိကျင်နာရှိရင်အကြံပေးတွေကိုခေါ်မိတယ်။များသောအားဖြင့်တော့စာနယ်ပဲတင်ပြကြရတာများတယ်လို့စီယုံက BBC သတင်းရင်းမြစ်ကပြောပါတယ်။အကြံပေးတွေတင်ပြတဲ့စာတွေကိုတမရအိမ်တော်တွေက ရုံးတစ်ခုကအရင်စစ်စစ်ပြီးမှဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်စီရောက်တဲ့အကြောင်းသူကပြောပါတယ်။ယာရုအများအပြားရယူထားတဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့အကြံပေးတွေရဲ့စာတွေကိုဖတ်ဖို့အရှိန်ရှာပါပါတယ်။ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာရပ်ကိုတင်ကြားခဲ့မှုတဲ့စစ်ကောင်းဆောင်ဟာဥပဒေပိုင်းနဲ့ပတ်သက်တာတွေကိုအထူးစိတ်ဝင်စားတယ်လို့နောက်ထပ် BBC သတင်းရင်းမြစ်ကပြောပါတယ်။အာနာသိမ့်မှုအတွက်အရေးပေါ်အခြေအနေကြီးညာဖို့အရေးပေါ်ကာလကိုဆက်လက်တက်တန်းတိုးဖို့ကိစ္စတွေမှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီမညီကိုဗိုလ်ချုပ်မှုကြီးမရောက်နိုင်အနေနဲ့အကြံပေးတွေရဲ့စကားတွေဂယုတစိုက်နားထောင်တယ်လို့သူကပြောပါတယ်။ စေဥပဒေချုပ်ရုံးရဲ့အကြံဉာဏ်သာမကအယက်သားဥပဒေပညာရှင်တွေရဲ့အကြံဉာဏ်ကိုနားထောင်ခဲ့တယ်လို့စေဥပဒေချုပ်ရုံးကတည်င်းရင်မြက်ကပြောပါတယ်။အရေးကြီးကိစ္စတွေရှိလို့တမရအိမ်တော်မှာအကြံပေးအဖွဲ့တွေအစည်းအဝေးလုပ်ရင်ပြည်ထောင်စုရှိနေကြုံနဲ့စေဥပဒေချုပ်ပါပါဝင်တယ်လို့ BBC ရဲ့အိမ်တော်အရေးမြက်ကပြောပါတယ်။အိမ်တော်မှာလုပ်တဲ့အစည်းအဝေးဆုံးဖြတ်ချက်တွေကိုဗိုလ်ချုပ်ကြီးအောင်လင်းထွေးကတဆင့်အဘကြီးဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်စီတင်ပါတယ်လို့သူကပြောပါတယ်။ 2023ဇန်နဝါရီလကုန်ပိုင်းမှာအရေးပေါ်ကာလကိုလျှောက်လတက်တန်းနှစ်ကြိမ်တိုးပြီးသွားပြီဖြစ်လို့ပုံမှ425နဲ့တိုးမလားပုံမှ430ခွန်ကိုတုံပြီးတိုးမလားဆိုတာကိုစစ်ပတ်ရောအရက်ဘက်ကပါအကြံပေးတွေတင်ပြခဲ့ကြရပါတယ်အကြံပေးတချို့ကပုံမှ430ခွန်ကိုတုံးစေချင်ပေမဲ့ဘိုးချုပ်မူကြီးကပုံမှ425နဲ့ပဲတိုးခဲ့တယ်လို့စစ်ဥပဒေချုပ်ရုံးကအရာရှိတအူးကပြောပါတယ် အရေးပေါ်ကာလတက်တန်းတော့ကနေတိုင်းအကြံပေးအဖွဲ့တွေဟာသမရအိမ်တော်မှာပုံမှန်အစီအဝေးလုပ်ကြရတယ်လို့ BBC ကစုံစမ်းသိရှိရပါတယ်။ဒါအပြင်အပြည်ပြည်ဆိုင်ရာတရားရုံး ICC မှာတရားရင်ဆိုင်ရတဲ့ကိစ္စတွေအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ရဲ့လုံထုံးလုံနည်းတွေနဲ့ပတ်သက်ပြီးနိုင်ငံတကာဥပဒေတွေကိုဗိုလ်ချုပ်မှူးကြီးကစိတ်ဝင်တစားမေးမြန်းလေးရှိတယ်လို့ BBC သတင်းရင်းမြစ်ကပြောပါတယ်။ ဒါပေမဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လာရဲ့နေ့စဉ်ဆုံးဖြတ်ချက်တွေမှာတော့အကြံပေးတွေထက်စစ်ပတ်ရေးရလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်မူကြီးရဲဝင်းဦးစီကတက်လာတဲ့သတင်းတွေကအဓိကကြာနေတာဖြစ်ပါတယ်။တက်လျှောက်တွေရဲ့သတင်းရယူပုံတွေတက်မတော်ထောက်လန်းရေးနဲ့စစ်ပတ်ရေးရလုံခြုံရေးအရာရှိချုပ်တွေဟာတက်မတော်ကာကွယ်ရေးဦးစီချုပ်အဆက်ဆက်ရဲ့အားကိုးခြင်းကိုခံခဲ့ကြရတာအစဉ်အလာဖြစ်ပါတယ်။ဗိုလ်ချုပ်မူကြီးတန့်ရွှေကထောက်လန်းရေးမှုချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုနိုင်ငံတော်ညင်ဝေးပြပြမှုတိဆောက်ရေးအဖွဲ့မှာအတွင်းရေးမှုတစ်ခန့်ခဲ့သလိုဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကလည်းစစ်ပတ်ရေးရာလုံခြုံရေးအရာချီချုပ်ဆာယာခါချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုစစ်ကောင်စီမှတွဲပတ်အတွင်းရေးမှုခံခဲ့ပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်ကဒူးကျော်အတွင်းရေးမှုတစ်နဲ့နောက်ပိုင်းတီထွင်လိုက်တဲ့ယာရုဖြစ်တဲ့ညှိနှိုင်းကုတ်ကဲရေးမှုတို့ကိုအာနာခွဲဝေမှုရှိခဲ့ပေမဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကတော့ သူ့ဆရာလောက်အာနာခွဲဝေမှုမရှိခဲ့ပါဘူး။ဗိုလ်ချုပ်မူကြီးတန်းရွှေနဲ့ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုတတွဲတွဲမတွေ့ရပေမဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လိုက်နဲ့သူ့ရဲ့ဆာယခချုပ်ကိုတော့တတွဲတွဲတွေ့ရပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်တရင်အဆက်လက်ရယူမှုမှာဆာယဖတ်တင်ပြည်ထရေးဝင်ကြီးလက်အောက်ကအထူးတပ်ဖွဲ့ SP တင်နဲ့စက်ခါရေးပါတီကတက်လာတဲ့တင်နဲ့ ပြည်ပအတံလွင်ဌာနတွေကသတင်းတွေကိုစုဆောင်ရယူတင်ပြခဲ့ရတယ်လို့ဝင်ကြီးဟောက်တူကပြောပါဗျ။ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကတော့ဌာနအဖွဲ့အစည်းတွေကတက်လာတဲ့သတင်းထက် ပုံကိုရေးအရာသူယုံကြည်တဲ့သူတွေစီကတက်လာတဲ့သတင်းတွေကို ပိုအားကိုးတယ်လို့နှိဆက်သူတွေကပြောပါဗျ။ဗိုလ်ချုပ်ကြီးရဲဝင်းဦးစီကအဓိကယူတယ်။စစ်ပလက်တော့ဗိုလ်ချုပ်မိုးမြင့်စွေကိုတည်ကျင်တာမေးတယ်လို့စစ်ရုံးက BBC သတင်းရင်းမြစ်ကပြောပါဗျ။ ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အသုံးပြုတဲ့နောက်ထပ်ပုံစံတစ်မျိုးကတော့သူယုံကြည်ရတဲ့တက်အရာရှိတဦးကိုအရက်ဘက်ကိုလွှတ်ထားပြီးနိုင်ငံရေးသမားတွေနဲ့ထိတွေ့စေတာမျိုးပဲဖြစ်ပါတယ်။အဲ့ဒီလိုဆိတ်လွှတ်ရှင်းခံရတဲ့သူကတက်လျှောက်စီဓာတ်ရိုက်အစီရင်ခံစာတက်ရတယ်။ကြားထဲမှာဘသူမှဖြတ်စရာမလိုဘူးလို့အဲ့ဒီအကြောင်းကိုတည်တဲ့နိုင်ငံရေးသမားတဦးကပြောပါတယ်။ဗိုလ်မှူးကြီးအဆင့်ရှိသူတဦးကိုတာဝန်ပေးထားတာဖြစ်ပြီးနိုင်ငံရေးသမားတွေပါတီခေါင်းဆောင်တွေ အရက်ဖတ်အဖွဲ့အစည်းတွေနဲ့တန်တမန်တွေကြားမှာကာနေမျိုးလို့သိကြပါဗျ။သူက အမြဲအရက်ဝတ်နဲ့ပဲနေတာဖြစ်ပါတယ်။ယူနီဖောင်းနဲ့တောင်တခါမှမမြင်ဘူးဘူး။လူတွေကြားတဲ့အရက်သားလို့ပဲရှောက်သွားနေတာလို့သူအကြောင်းကိုတီးတဲ့နိုင်ငံရေးသမားတဦးက BBC ကိုပြောပါဗျ။ဘူဂျုံမူကြီးမင်းအောင်လိုင်းစီနောက်ထပ်သတင်းတင်ပြခွင့်ရသူတဦးကတော့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဘူဂျုံစော်မင်းထွန်းပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်မူကြီးတန်းရွှင်နဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်တို့ရဲ့နောက်ထပ်ဌာနမှုတစ်ခုကတော့နားထောင်မှုစွမ်းရည်လို့ဝင်ကြီးဟောင်းတဦးကပြောပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှင်ကသူတည်ပြီးသားအကြောင်းအရာတွေကိုအခြားတယောက်ကထပ်တင်ပြရင်လည်းမသိတယ်လို့နားထောင်နေ။အကြောင်းအရာတူပေမဲ့တင်ပြတဲ့ရှုထောင့်မတူဘူးလို့ဗိုလ်ချုပ်မူကြီးတန်းရွှင်ကပြောတယ်။လက်ရှိတချုပ်ကတော့ငါတိပြီးပြီလို့တုံ့ပြန်နေလို့သူကပြောပါတယ်။တချုပ်နှစ်ဦးလုံးက အကြံပေးတွေကိုနေရာပေးသလိုအနားပေးတဲ့ပုံစံမျိုးတွေလည်းတွေ့ကြတာတွေ့ရပါတယ်။အကြံပေးတွေကနေယာဒူးတက်သွားတာမျိုးတွေလည်းတွေ့ရသလိုဖျားပီးညံဖြတ်လောက်တာမျိုးလည်းတွေ့ရတယ်လို့တက်ကနေအငိမ့်စားယူထားတဲ့ဝင်ကြီးဟောင်းတဦးကပြောပါတယ်။ဒီဆောင်ပါအဲ့အတွက်ဘိုးချုပ်မူကြီးမင်းအောင်လာရဲ့အကြံပေးတချို့ကိုမင်းမြန်ဖို့ဆက်သွယ်ခဲ့ပေမဲ့ဖြေကြားဖို့ညှင်းဆိုခဲ့ပါတယ်။ Yeah